ခုဒီကျမ်းပါရတော့ထွံ့မြောက်ရာကျမ်းခန်းကြီး၁၀နဲ့တိဖြစ်ပါတယ်။အခန်းကြီး၁၁အငယ်၁မှ၃ထိုအခါသာရဘုရားကဖာရောဘီနှင့်အေဂုတုဘီအပေါ်မှာဘေးတပါးကိုငါရောက်စေဦးမည်။ထို့နောက်သင်တို့ကို လွတ်လိမ့်မည်။လွတ်တော်အခါ၌လည်းအကယ်၍သင်တို့ကို တပြိုင်နက်နှင်လိမ့်မည်။ဣဒရေလလူယောက်ျားသည် အိမ်နီးချင်းယောက်ျား၌၎င်းမိမသည်အိမ်နီးချင်းမိမ၌၎င်းငွေတစားရွှေတစားအဝတ်တစားတို့ကိုတောင်းစီခြင်းဟာ လူများတို့အားပြောလို့ဟု မောရှိအားမိန့်တော်မူ၏သူတို့တောင်းသည့်အတိုင်းအေဂုတုလူတို့သည် ပေးခြင်းသော စေတနာစိတ်ကိုသာရဖျား ဖြစ်စေတော်မူ၏မောရှိသည်လည်းအေဂုတုပြည်တွင် ဖာရောပြည်၏ဂျုံများ လူများရှိ၌ကြီးစွာသောအထရေရှိလေ၏အငယ်လေးမှရှစ်ထိုအခါမောရှိကသာရဖျားမိန်တော်မူသည်ကားတန်းကောင်ချိန်၌အေဂုတုပြည်အလေတို့ငါထွက်သွားမည်နန်းထိုင်သောဖာရောပြည်ဤသားဥမှဆ၍ကျိတ်ဆုံနောက်၌ထိုင်သောကျွန်မဤသားဥတိုင်အောင်အေဂုတုပြည်၌ရှိသမျှသော သားဥတို့နှင့် တရိစံတို့ဤတာဥရှိသမျှတို့သည်တေကြလိမ့်မည်အေဂုတုပြည်တလျှောက်လုံးတွင် ရှေးကာလ၌မဖြစ်စဘူးနောင်ကာလ၌လည်းမဖြစ်လက်တန့်သော ကြီးစွာသောငူကြွေးခြင်းဖြစ်ရလိမ့်မည်တို့ရတွင်သာရဖျားသည်အေဂုတုလူတို့နှင့်ဤတွေလာလူတို့ကိုခြားနာစေတော်မူကြောင်းကိုသင်တို့သိစေခြင်းဟာဤတွေလာလူသုံးတယောက်ကိုခွေးတကောင်မျှမဟိညာဟု မိန်တော်မူ၏ ကိုရောဤကျုံပြတ်သောဤလူအပေါင်းတို့သည်လည်းကျွန်ုပ်ထံသို့လာ၍ပြတ်ဝတ်လျက်ထွက်သွားပါကိုရောနှင့်ကိုရောနောက်၌လိုက်သောသူအပေါင်းတို့ထွက်သွားကြပါဟု ပြောဆိုပြီးမှကျွန်ုပ်ထွက်သွားပါမည်ဟုရှောက်ဆိုသဖြင့်အမျက်ထွက်၍ပါရောပြင်ထံမှထွက်သွားလေ၏အငယ်ကိုမှတဆေကာရပြန်ကလည်းအံပွေသော အမှုတော်တို့သည်အေဂရုပြည်၌များပြားမိအကြောင်း ဖာရောဘီန်ဒီတင်တို့ဤစကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေနှင့် အာရုန်တို့သည်ဖာရောဘီန်ရှေ့မှဤအံပွေသောအမှု အလုံးစုံတို့ကို ပြုတော်လေသာရဖျားသည်ဖာရောဘီန်ဤနှလုံးကို ခိုင်မာစေတော်မူသည်ဖြင့်ဤဒေလအမျိုးသားတို့ကိုပြည်တော်မှထွက်သွားရသောအခွင့်ကိုမပေးဘဲနေသည်။ Okay, now jump on my bandage and bye-bye.